ချမချမဆွေတင်းလာတသမီအားလုံးမင်္ဂလာပါနော်ချမချမဆွေတင်းလာတသမီတွေကိုဒီတစ်ပတ်ကလည်းမတွေ့ကြအောင်ကံချမအစိုးကောင်းနေတဲ့အတူဆောင်ရှန်လေးတွေကိုလည်းပြပြပေးဖို့မှာဖြစ်ပါတယ်တင်းလာတသမီတွေအတွက်ကြားရောက်လာတဲ့ကနမိတ်ကလေးကတော့ အင်ကရစ်ဆိုရယ်ကနမိတ်ကလေးပဲဖြစ်ပါတယ်ကနမိတ်ကလေးကတင်းလာသသမီးတွေကဒီကလာလေးတွေမှာမိမိကအလုတ်တာဝန်တွေပြီနေတဲ့အားလုံးရဲ့အလုတ်ကိုအလုတ်ဆိုသလိုပဲအလုံးမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်အားလုံးရဲ့တာဝန်ကိုတာဝန်အားလုံးရဲ့အလုတ်ကိုအလုတ်အဲ့လိုမျိုးဖြစ်နေတဲ့မိမိကတာဝန်တွေပြီနေတဲ့အလုတ်တွေပြားနေတဲ့တင်းလာသသမီးတွေကဒီကလာလေးတွေမှာမိမိကအဝေးသတင်းကောင်းချရတဲ့တင်းလာသသမီးတွေကဒီကလာလေးတွေမှာစာချုပ်စာတမ်းမှာလက်မှတ်ရေးထိုးရတာလို့စာချုပ်စာတမ်းမှာပေါ့နော်အဲမိမိက ကိုယ်တိုင်တာဝန်ယူပြီးတော့အဲမိမိကလက်မရေးထိုးရတာတို့ဒါမှမဟုတ်လက်မရေးထိုးတဲ့သူနောက်ကိုမိမိကကိုယ်တိုင်ကိုယ်ကျလိုက်ပြီးတော့တက်တည်ဖြစ်လိုက်ရတာတို့ဒါမျိုးလေးနေတွေ့ကြုံရတတ်တယ်တင်းလန်သမီးတွေကဒီကလာလေးတွေမှာအလုံးမှာမိမိကဒီအလုပ်ကနေပြီးတော့တခြားအလုပ်ကိုပြောင်းရတာရွှေ့ရတာမိမိကအရွှေပြောင်းလေးတွေအနေငယ်ဖြစ်ရတာဒါမျိုးလေးနေတွေ့ကြုံရတတ်တယ်အလုပ်ရွှေ့ဖို့ပြောင်းဖို့ကြံစည်ထားတဲ့တင်းလန်သမီးကြီးဆိုလို့ရှိရင်လေမိမိရဲ့အလုပ်ပြောင်းမဲ့ကိစ္စတွေဒါမှမဟုတ်မိမိအလုပ်အစ် ရှာနေတဲ့ကိစ္စတွေဒီကိစ္စတွေကအစဉ်ပြေတတဲ့အောင်မြင်တတဲ့အဝေးသတင်းကောင်းကြားတတဲ့တင်းလာတဲ့သမီးတွေကဒီကာလလေးမှာပညာရက်တစ်ခုခုလည်းတင်ကြားတတဲ့ပညာရေးနဲ့ပတ်သက်ရင်မိမိကကံကောင်းနေတတဲ့ပညာရက်နဲ့ပတ် မိမိကဆာမေးပွဲဖြည့်ဆူထားတဲ့တင်းလာသသမီတွေဆိုလို့ရှိရင်မိမိကအင်တာဗျူးဖြည့်ဆူထားတဲ့တင်းလာသသမီတွေဆိုလို့ရှိရင်ဆာမေးပွဲအောင်မြင်တာတို့အင်တာဗျူးအောင်မြင်တာတို့ဓာမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်။ပညာရေးနဲ့ပတ်သက်ရင်ကံကောင်းလေးတတ်တယ်။တင်းလာသသမီတွေကဒီကာလလေးထဲမှာငွေကြီးနဲ့ပတ်သက်ရင်တော့မိမိကငွေကုန်ကြီးကြများနေရတတ်တယ်။တစ်ခုပြီးတစ်ခုငွေထွက်မဲ့ကိစ္စတွေခဏခဏပေါ်ပေါက်နေတာတို့ဓာမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်။ဒါကိုခယူဆိုင်တဲ့နဲ့သတိထားတဲ့နဲ့တင်းလာသသမီတွေကဒီကာလလေးထဲမှာမိမိက ခီးအဲသွားတော့မလို့လို့မသွားတော့မလို့လို့ ਨੇ မိမိကခီးသွားတာမျိုးလေး ਨੇ တွေ့ကြောင်တက်တယ်တင်းလာသသမီတွေကဒီကာလလေးတဲမှာမိမိကမိမိရဲ့အိမ်မှာပဲမိမိကပြဿနာလေးအနေငယ်ဖြစ်တတ်တယ်မိသားစုနဲ့ပဲမိမိကပြဿနာလေးအနေငယ်ဖြစ်တတ်တယ်အဲ့ပြဿနာလေတခြားလူကြောင့်တော့မဟုတ်ဘူးမိမိကြောင့်ပဲဖြစ်တယ်မိမိကစိတ်တိုင်းတခြားလူကိုမိမိကစိတ်တိုင်းမကြတာတို့တခြားလူကိုမိမိကပေါ့နော်အာစိတ်တိုင်းမတွေ့တာတို့ဒါမျိုးလေးကြောင့်အာမိမိက တခြားလူနဲ့မိမိနဲ့ပေါ့နော်အရင်ရှိတဲ့လူနဲ့မိမိနဲ့အဲစိတ်တိုင်းမကြမှုတွေကြောင့်ပြဿနာလေးအနေငယ်စိတ်ရှုပ်ရတာလေးအနေငယ်ဒါမျိုးလေးတွေတွေ့ကြုံရတဲ့ဒါကြောင့်မိမိရဲ့စိတ်ကိုအနေငယ်ဂရုစိုက်တဲ့နဲ့စိတ်လျှော့တဲ့နဲ့တင်းလာတဲ့သမီးတွေကဒီကာလလေးတွေမှာမိမိကစက်မိုင်းရင်းနဲ့ပတ်သက်ရင်တော့အထွေထူးတော့မဟုတ်ပေမဲ့မိမိကအခါနာတာတို့ဒူးနာတာတို့ဒါမျိုးလေးတွေတွေ့ကြုံရတဲ့ဒါကိုသတိထားတဲ့နဲ့တင်းလာတဲ့သမီးတွေကဒီကာလလေးတွေမှာမိမိကမျက်စောပြရှင်ကိုရောမြကြီးရေမတ်တော်ကိုရွှေချခြင်းဖြင့် မိမိရဲ့ကံညံ့ခိုက်တရားပြပြောက်သွားစေမယ်လက်ကီကလာလေးကတော့အဝါရောင်လေးဖြစ်ပြီးတော့လေးကနန်းနှစ်ကနန်းတစ်ကနန်းတွေကတော့လက်ကီကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမတို့မိကရဆင်မအင်းကြီးချမ်းမူပါနှားပြီးတော့လေကျမပြန်ဆုံမယ်နော်ကျမချမိတ်ဆွေတင်းလက်သသမီးလေးကိုစိတ်